ခောက်တော့မခောက်ကောင်းပါဘူးဝင်းဖေတိုင်းတို့ရင်လာတာတခါတခါတော်တော်တုံးတယ်ကျုပ်ကမလာပဲမနေနိုင်လို့သာလာလာနေရတာဒီကောင်အင်ကတိတ်လဲနီးလာတာမဟုတ်ဘူးကျုပ်အင်ကမျိုးရဲ့တောင်ပြားမှာသူ့အင်ကမျိုးမြောက်ဖက်အစုံမှာဒါပေမဲ့ကျုပ်တို့မျိုးလေးကသေးတော့တော်ပါသေးတယ်ဒါတော့ကျုပ်ကစပိန်နဲ့လာတာ10မိနစ်လောက်တော့နင်းရတာပါပဲကျုပ်ကလန်ခင်းနဲ့ကြောက်ကမောင်းနေသူ တာကြီးကဘာခေါ်မလဲသူ့ဘာရတာလို့ခေါ်လို့လည်းမဖြစ် စန္နာလာလို့လည်းပြောလို့မရသူတို့ကတုတ်တန်တဲ့မျိုးလေးကြားမျိုးစုံမှနေပြီးခေါင်းဆက်တယ်နောက်ပြီးနိဗ္ဗာန်ရင်လို့ခေါ်တဲ့အတုပရင်ပေါ့ဗျာအဲ့ဒါငားတယ်အဲ့ဒါကလည်းမျိုးကြီးတွေမှလို့မော်တော်ကားလို့ယူရီးယားဘန်ကတ်တွေဘာတွေနဲ့ဒစားဆင်ပြီးသိတယ်မဟုတ်လားပြသက်တွေဘာတွေနဲ့ပေါ့ဗျာအဲအဲ့ဒါမျိုးတော့မဟုတ်ပါဘူးတာကြီးတို့အတုပရင်က လေးပိန်းတဲ့လဲကလေးပါပဲအဲ့ဒီမှာမန်တက်ထဲနဲ့လှပါလှုပ်ထားတာပေါ့လေပစံတနိုင်တနိုင်သလားပိုကောင်းပိုလှပိုများပိုတက်ရထားမှုပေါ့ဗျာဒါကကျုပ်တို့မျိုးကလေးကလည်းသိတာကို လူနေရင်ကြီးကလည်းဘာမှသိရှိတာမှမဟုတ်ပဲနေရောတိုင်းတို့ရင်ကျုပ်မလာပဲမနေနိုင်တဲ့အကြောင်းပြောအောင်မယ်ဒီလိုဗျကျုပ်ကကြောက်ကားမောင်းနေဆိုပေမဲ့ အတောက်စားအလောင်းစားပျော်ပါဆိုတာမျိုးတွေကိုဝါသနာမပါဘူးဗျကျုံဝင်ငွေနဲ့လည်းတက်လည်းမတက်နိုင်ပါဘူးဗျအဲတခုတော့ရှိတယ်အားတဲ့အချိန်မှာကြားထိုးတာတော့ဝါသနာပါတယ်ဆိုပါတော့ကြားရလဲထိုးရင်ထိုးရင်နဲ့ကျုပ်တို့မျိုးလေးမှာကျုပ်ကိုရှင်ထိုးနိုင်တယ်သူကတဖြည်းဖြည်းနဲ့တော်ရှားလာတယ်နောက်ပိုင်းကျုံနဲ့ဗားတပြန်ကြားတပြန်ရှင်ထိုးနိုင်တာဆိုလို့ตาအေးပဲရှိတော့တာလေဒီတော့ကျုပ်သူစီကိုလာရတာပေါ့ အချိန်တိုင်းမနေနိုင်ပါဘူးဗျာအဲသူစီသွားရတာတုံးနေဆိုတာဒီလိုဗျသူတို့တိမ်လုံးကဆဲတတ်တယ်ဇရိုက်ကြမ်းတယ်ตาကြီးကစပြီသူမိန်းမရော သူကလေးသုံးယောက်ရော အားလုံးဆဲတတ်တယ်ตาကြီးကလေးအငယ်ဆုံးလေးကဆိုဘာရှိအောင်မလဲရှိလာလေးနှစ်ပေါ့ဆဲလိုက်တာမှမိုးမွန်နေတာပဲထပါကျုပ်တို့လည်းဆဲတော့ဆဲတတ်တာပါပဲအင်္ဂါမင်းညိုလည်းဆဲတာပါပဲ ဒါမဲ့တိုင်တို့အင်ကတော့ကြက်တီးပူတုံးအောင်ကိုဆဲတတ်တာဗျာကျုပ်စဉ်းစားကြည့်ရင်ဒီအင်ကဘာလို့များဒီလောက်တောင်ဆဲကြတာလဲဘာကြောင့်ခဏခဏဆဲရလောက်အောင်ရန်ဖြစ်ကြတာလဲဘာကြောင့်စိတ်တွနေကြတာလဲတကယ်တွေးကြည့်လိုက်တော့လဲဘာမှမဆန်းပါဘူးဗျာပါရေးဆိုတဲ့ကောင်တကယ်တော့ခေါင်းဆက်ထားနဲ့အာတုပရင်လိုက်စားတာလွင်ဘာမှလုတ်တတ်တဲ့ကောင်မဟုတ်ဘူးစဉ်းစားကြည့်လေမြို့လေးကသေးသေးလေးရဲ့ လူဦးရေကလည်းဘလောက်ရှိလို့လဲဒီတော့သူ့လောက်ကဘယ်သိသိပါမလဲရှင်းရှင်းပြောရရင်သေတဲ့လူမရှင်းตายရို့လုံးမဖြစ်ဘူးလုံးမဖြစ်ပတ်စံမရဘူးပတ်စံမရှင်းသူ့အိမ်မှာပူညံပူညံဖြစ်မယ်ဖြစ်ပြီဆိုတာနဲ့ตายရေးကဆဆဲတယ်ကျန်နာကျန်နာတွေကလည်းနိုင်ရနိုင်ရဆက်ဆဲကြတယ်နောက်ဆုံးအရက်ထဲကပြက်လုံးလို့ပေါ့ဗျာဘာမဆိုင်ညာမဆိုင်နဲ့ခွေးပိတ်ကန်နာတို့သူ့ဟာသူဖြတ်သွားတဲ့အကြောင်းကိုလှမ်းဆဲတာတို့လောက်တော့တာပဲ ့့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 ကျိုးစားဘာလုပ်တာလဲမသိဘူး။နောက်ตาရေးတစ်ပည့်တယောက်ပြောပြလို့သိရတာ။ခေါင်းကိုခေါင်းရင်အဲ့ဒီခေါင်းကထွက်တယ်လေ။ ေါင်းထွက်တယ်ဆိုတာအဲ့ဒီခေါင်းရရမယ်ပေါ့ဗျာလူတယောက်ယောက်သေးမယ်ပေါ့ဗျာကျုပ်ကနောက်ပိုင်းမှာတာရေးမိမမိသားခေါင်းခေါင်းရင်ကြက်သိမ်းထားတယ်ဗျာတမျိုးကြီးပဲတခါတလေတော့လေတာရေးကညီးတယ်အခုတလောလောက်ကပါလိုက်တာတဲ့ကျုပ်ကြောချားရပြန်ရောဗျာတခါတခါတာရေးကျုံမောင်းတဲ့ကြောက်ကားကြီးနဲ့တဟက်ပင်မိသွေးချင်းကိုလမ်းကြုံလိုက်တယ်ဆယ်ထိတ်ကအကျော်ဆိုင်မှာအကျော်ဝင်စားကြတယ် အဲ့ဒီအချိန်မျိုးမှာသူကကျုပ်ကိုကျေးဇူးတင်တဲ့အနေနဲ့ဗာပြောတတ်တော့ဆိုတော့ဒီလိုပဲတယောက်နဲ့တယောက်ကူညီရတာပဲတဲ့သူ့ကူညီလို့ရင်လည်းအချိန်မီးပြောပါတဲ့ခေါင်းဆက်တဲ့ငနေစီကဘာကူညီတောင်းရမှာလဲဖြတ်ခနဲ့ကြောချမ်းမိတာပြောတာပါ သူဆိုလို့ကတော့အဲ့လိုမဟုတ်ရှာပါဘူးတောင်းဖို့ဖျားပွဲတော့ဟာတာရေးမိမ့်မမိတန်းပတ်စံနှစ်ချက်အကုန်ခံပြီးဖေးတင်မေးတဲ့တိတယ်မဟုတ်လား ။ဗေဒင်ဆရာကမိသားတို့လုပ်ငန်းကင်ငန်းတိုးတက်မဲ့ဘာမင်းနဲ့ဟောလိုက်ဆိုပဲ။မိသားတို့လုပ်ငန်းကဘာလဲဆိုတော့သူလည်းမသိပဲနဲ့။သူ့အဟောသေးချောင်းရေရာတွေဘာတွေတောင် ပေးလိုက်သေးတာဗျာ။ရေရာကတော့ထုံးစံအတိုင်းကောင်းပါ။ဖះသွားပြီးလှူဒန်းကြရရမယ်ကိစ္စဆူတောင်းရမယ်ကိစ္စပါဒါပေမဲ့ပြားတလန်းတန်တလန်းပါဗျာဖះကြော်ပြီးမှလူများများသေးပါစေလို့ဆူတောင်းရမယ်ကိစ္စမျိုးမဟုတ်လား ဒီမျိုးလေးမှာဒီလုံမျိုးလုံးလို့ကတော့ဘယ်ကလာကြီးပွားနိုင်မှာလဲ။တာကြီးလက်ထားကိုစဉ်းစားမိသလား။သိမှာပဲလားဒါတော့မပြောတတ်ဘူး။ကြုတ်တော့မထင်ပါဘူး။တာကြီးအဲ့ဒီလောက်ညံရှင်အစကလေးကဒီလုံဘယ်လုံးမလဲ။ဒါပေမဲ့သူ့လိုလူမရှိပြန်ရင်လည်းခက်သားဗျ။ဒါမျိုးလုပ်တဲ့သူကလည်းလောကကြီးမှာရှိအောင်မှာဖြစ်မှာလေ။ခုလေတာကြီးတို့ရင် ကြုတ်ရောက်နေတာအတော်ကြပြီ။ပူညာပူညာနဲ့လှည့်ပတ်ဆဲနေကြပြန်ပြီ။ အလုပ်ပြန်နေကြပြန်ပြီနဲ့တူတယ်လွယ်ပါဦးကြုတ်လည်းထပြန်မလို့ပါပဲဒါမဲ့တာကြီးကကြားထုတ်ဖို့ကြတော့လေကြုတ်ကိုမှတ်နေပြန်ရောကြုတ်ကိုလန့်တာထားတယ်နေပါအောင်နဲ့ကြုတ်ကလည်းရောက်ပြီးမှတော့ကြားခွက်ကိုမြင်ပြီးမှတော့ပြန်နိုင်မှုလေဒါနဲ့ပဲအာယုံပြောင်းတဲ့အနေနဲ့တာအေးစုရဆဲတဲ့ကိစ္စပြီးရင်အတင်းတဲ့အစင်းတဲ့ကစားနိုင်အောင်ကြားကောင်လေးတို့စီးထားလိုက်တယ်။ဘာကြမှာလဲ။ အငေကောင်နှစ်ကောင်ကိုဝချမ်းများနဲ့တီးတာနှစ်ကောင်သလုံး အာပြင်းနဲ့ငွေရင်းဆဲရင်းနဲ့အိမ်မောကဆင်းပြေကြတယ်။အငေဆုံးကောင်ကအဝယ်စားလုံးဝမပါဘူး။ကြီးလေးလေးတဲ့နဲ့အင်းရှိဝါတရိုက်လောက်ကမကြီးပင်အောင်ရောက်တော့ရက်ပြီးသူ့မိသူပြန်ဆဲနေသေးတယ်။မအေးကလည်းကြည်စမ်းမအောင်အဲ့ဒီလေးနဲ့ငါးနဲ့သားလောက်ကလေးကဟင်းချက်တဲ့ဓာတ်နဲ့ထွက်လိုက်တယ်။မအေးကလည်းကြည်စမ်းမအောင် ဲ့ဒီ၄နှစ်သား၄နှစ်၅နှစ်သားလောက်ကလေးကိုဟင်းချက်တဲ့ဓာတ်နဲ့ထွက်လိုက်တယ်။ဒီတော့မှဒီကောင်ပေါက်စားလဲပြေးလိုက်တာလုံးနေတာပဲ။မိသားအိမ်ထဲကိုပြန်ဝင်လာရင်ဗဆက်ကအမျိုးမျိုးကျင်ဆဲနေတယ်။ကလေးကမရှိတော့မဟုတ်လား။ဒီတော့အဖေကိုစောင့်မြောင်ကျင်ဆဲနေတော့တာပဲပေါ့။တိုင်ကကျုပ်တော်မရှိရင်မိသားကိုနရင်ထတိမှသိကြပါဗါဒါပေမဲ့ကျုပ်ကရှိနေတော့ခွာကြနေတယ်။မိသားကိုလည်း ထင်တယ်လို့ထားလို့လို့မရဒီကြားတဲ့ကြားကလည်းထိုးကျင်လာပြီနဲ့တူပါတယ်သူ့လက်မှာပတ်ထားတဲ့အုံမင်းတစိမ့်လက်ပတ်နာကြီးကိုစောင့်ကြည့်အောင်ကြီးနဲ့ဖြုတ်ပြီးမိသားကိုလှမ်းပြီးပြေးလိုက်တယ်လက်ပတ်နာကြီးကဝါကြံခင်မောကြသွားတယ်တောက်စကားမများနဲ့အဲ့ဒီနိုင်တပ်ပေါင်လိုက်မိသားကနိုင်ကိုကြပြကြရောက်ယူပြီးဆက်များရက်သွား ပြတ်သွားပြီလားလို့စိုးရိမ်နေနေတူပါတယ်။နားနားမှာကက်ပြီးဆက်တန်းနားထောင်ကြည့်တယ်။တော်ပါသေးရဲ့လှုပ်လိုက်ရင်အရင်ကြီးပဲဆက်ပြတ်သွားရင်မှန်ကန်သွားရင်ဘယ်နဲ့လုံးမလဲ။ဒီမိမစကားများလိုက်တာအခုထိမကွဲဘူးမပြတ်ဘူးမဟုတ်လား။သွားမှမြန်မြန်သွားစမ်းကွာ။ဒီတောက်ပတ်စံမရရင်ကိစ္စကပြီးတော့မှာမဟုတ်ဘူး။အမေအားလုံးမျိုးဝတ်ဆိုးဖို့ပါနော်။ကျုပ်လင်ငယ်ကိုပေးဖို့မဟုတ်ပါဘူး။ကြီးကျယ်လိုက်တာ။ပတ်စံရရင်ပြီးရောမဟုတ်လားတဲ့။ ူ့နိုင်ရေးအဆုတ်ကိုပေါင်းလို့ဘယ်တော့မှများဘလောက်ရဘူးလို့လဲရလှငွေစိတ်ပေါ့ငွေစိတ်နဲ့ထမင်းဘဏ္ဍာနဲ့စားရမယ်ထင်လို့လဲအေးဘာပဲဖြစ်ဖြစ်ငွေစိတ်လည်းစိတ်ပဲနင့်မီလင်တယောက်ယောက်မသိမချင်းဒီလိုပဲရှိတာပေါင်းနှံစားရမှာပဲတာကြီးကလည်းချက်တည်းမရှိရတွေရှောက်ပြောတယ်မိသားကလည်းပြစ်တောက်ပြစ်တောက်နဲ့ပြောရင်အပေါင်းဆိုင်သွားဖို့ပြင်းတယ်။ကျုပ်ကတော့အတော်ကိုစိတ်တက်ကြနေပါပြီဗျာ။ထပြန်တော့မလို့ပါပဲ။ နှုတ်မဆက်ပဲတာလေထလက်တော့မလို့ပဲနှုတ်ဆက်နေပြန်အမှမမဟုတ်ပဲဒါမဲ့ကြုတ်ထားလိုက်မှတာရေးကမြင်သွားပြီမကြောင်းဝမနာတာရေရွတ်တဲ့ကိစ္စတွေရက်သွားတယ်ကြုတ်ထိုင်နေတဲ့အင်ရှိကစပွဲကလေးနဲ့ခုံရှိလေးတွေရှိတဲ့နေရာကိုရောက်လာတယ်ဒါတော့တော်တော်တုံးမကြတဲ့မိန်းမပါဗျာသူ့ပါဇက်ကရွတ်နေသေးတယ်ကြုတ်ကတော့ဘာမှပြန်ပြောမနေတော့ပါဘူးဒီနေရာမှာသူထိုင်မိတာနဲ့ပထမတစ်ခွက်ကိုစရွှေလိုက်တယ်ဒါပဲလေ ဒါကလိုရင်းကိုဆက်လုပ်လိုက်တာပဲ။ तू လည်းဘာမှဆက်ပြောနေလို့မရတော့ဘူး။ तू လည်း तू ရွှေ့ရပြီပေါ့။အင်းဘာကြမှာလဲ။တယောက်သုံးလေးခွက်စီလဲရွှေ့မိရော။နှစ်ယောက်စလုံးကြားခွက်ထဲစိတ်ရောက်သွားကြပြီလေ။စောစောကကိစ္စတွေအားလုံးဘာမှမဖြစ်တယ်လို့ပါပဲဗျာ။အထူးသဖြင့်ပထမဝဲမှာ तू အကွက်ကတာသွားတယ်ဗျ။တိတယ်မဟုတ်လား။ကြားသမားဆိုတာကိုယ့်အကွက်ကလေးများစီးနေရင်ဆိုရင်တဲကျင်းနဲ့ထားပဲအရသာလေး။ စဉ်းစားရချက်သွားတဲ့ကျုပ်ကိုပြောဦးကြည့်ရင်လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုငှဲ့တယ်။ကျုပ်တို့လည်းတစ်ခွက်ငှဲ့ပေးတယ်။ဒီတပွဲတော့ဖြင့်စင်ဘော်ကလူပဲဆိုတဲ့ခိုင်းတယ်လေ။စဉ်းစားပါစဉ်းစားပါအချိန်ယူစဉ်းစားဖို့ရပါတယ်ဆိုတဲ့ item လေ။ကျုပ်ကလည်းရပါတယ်။ဒါမျိုးကသူ့လက်ရှိတယ်လို့ကို့လှည့်လဲလာအောင်မှာပေါ့။အဲ့ဒီဘက်မှာကျုပ်တော်တော်အုံနောက်ခြောက်သွားတယ်။သူကတောက်လျှောက်စီးနေတာပဲ။ဒါပေမဲ့ပွဲပြီးကန်ဒီမှာသူ့ပိုင်ပြီဆိုပြီးပို့လိုက်တာ။ တကွက်ဟာသွားတဲ့အတွက်ပွဲရတရေဖြစ်သွားတယ်။နိုင်နေတဲ့ပွဲရတရေဖြစ်သွားလို့တာကြီးတော်တော်ဒေါပါသွားတယ်။နောက်တော့ဝဲစာဝကြားရီကိုအမြန်စီတယ်။အဲ့ဒီအချိန်မှာမိတန်းသူနောက်ကျော်ကဖြတ်ထွက်သွားတယ်။တာကြီးကတော့ဗာတိတော်မှာလဲနောက်တော့ဝဲစာကျင်နေပြီးလောနေပြီ။ဒုတိယဝဲမှာသူနိုင်တယ်။တတိယဝဲကစပြီးကျုပ်ကလေးဝဲစတိုင်နိုင်တယ်။တာကြီးသူကိုယ်သူတော်တော်ဒေါပွားလာတယ်။မဖြစ်စဘူးရှူရှူရှဲရှဲလေးတောင်ဖြစ်လာတယ်။ ျုပ်ကအဲ့လိုကြီးဖြစ်လာတာတော့မကြိုက်ဘူးဗျာဘယ်နဲ့ကြားထိုးကြတဲ့ကိစ္စပဲပြီးတော့အလောင်းစားလဲပါတာမဟုတ်ဘူးရှုံးတဲ့အခါစိတ်တက်တော့ကြတာပေါ့ဒါပေမဲ့ရှူးရှူးရှဲရဲတော့ဖြစ်စရာမလိုပါဘူးအဲ့ဒီချိန်မှာတာရေးမင်းမမိသားပြပြရရနဲ့ရောက်လာတယ်သူမျက်နှာကတော့လမ်းမှာရွှေလက်စွပ်တကွင်းလောက်များကောက်ရသလားအောင်းမရတယ်တာရေးနာဘက်နဲ့ဝင်ထိုင်တယ်ဗျသူကြားခဲ့တဲ့သတင်းကိုပြောတော့တာပဲကျိုးတို့မျိုးကဖျားဝူးရင်တစီမနက်ကထွက်သွားတာ မြို့တောင်ဘက်ထိပ်ကချောင်းကိုတရာလဲရောက်ရောရုတ်တရက်စတီယာရင်ရော့ပြုတ်ပြီးချောင်းနဲ့ထိုးကြသွားတယ်လေဒရိုင်ဘာရော စပယ်ယာရောဖျားဘူးခရီးတဲ့အားလုံး38ယောက်ရှိဆိုပဲအဲ့ဒါအားလုံးကိုလှဲရီနဲ့တင်းပြီးဈေးရုံကိုပို့လိုက်ရတဲ့တွေ့ခဲ့တဲ့လူတွေက ပြောတာတော့မြင်မကောင်းဘူးဆိုပဲတဲ့ကျုပ်ကတော့ကြပြခဲ့တာစဉ်းစားရတာပေါ့ကျုပ်ဒီမိတ်ဆွေတွေကဘယ်သူတွေများပါသွားလဲလို့ ကျုပ်စဉ်းစားရတဲ့လောက်ကတော့နာယီပြင်းနဲ့ကျင်ရွှေကြီးပဲအဲဒရိုင်ဘာကိုပါရင်ကိုသိတယ်သူ့စပယ်ယာပေါက်စလေးကိုလည်းသိတယ်ဒါနဲ့လော30မေးရတာပေါ့သူတို့ဘယ်လိုနေကြလဲလို့မိသားကတော့တရားပေါ်ကကားကြီးတစ်လုံးကျသွားတဲ့ကိစ္စပဲတဲ့ပွဲချင်းပြီးတွေများမှာပေါ်တယ်ဗျာကျုပ်ပြားကိုပါရင်ကြီးကိုရောပေါက်စကိုရော နိုင်စရာကိုချင်းရွှေကိုရောမျက်လုံးထဲမှာပေါ်လာတယ်ဗျာစိတ်မကောင်းလိုက်တာตาကြီးကတော့သူ့မိမမိတန်းလောက်မစိုးဘူးဗျကျုပ်ကရှိနေတယ်မဟုတ်လားအင်းဒရီဆက်ထားနိုင်တယ်အေးပေါ့ကွာစိတ်မကောင်းစရာကြီးပါတဲ့ဒါပေမဲ့ဘယ်တက်နိုင်မှာလဲတဲ့လောကရန်တရားဆိုတာဒီလိုပါပဲတဲ့မစိုးဗျာတန်ဝေးကလေးနဲ့ဒါပေမဲ့မိတန်းစီကနိုင်ပြန်တော့မသူ့လက်မှာပြန်ပတ်ထားလိုက်တယ်တိတယ်မဟုတ်လား ပေါင်စရာမလိုတော့ဘူးဆိုတဲ့သဘောလေးမိသားလည်းအတော်စိတ်လက်ပေါ်ပါသွားတဲ့ပုံပဲကုံနေတဲ့ရင်နွေးကြရကိုထပ်ဖြည့်ဖို့ဆိုပြီးယူသွားတယ်အိမ်ထဲကိုလမ်းဝင်သွားရင်သူတို့စီမှာတာရေးကိုအကူလုပ်ပေးနေရတဲ့လက်သမားကောင်လေးငထုံးကိုသွားခေါ်ရအောင်မယ်လို့ပြောသွားတယ်อืมတာရေးတို့စီးပွားတက်ပြန်ပြီပေါ့ဗျာစိတ်တက်ဆိုတော့အတက်အကြတဲတိတာတာပဲမိသားကအကြံဟုတ်လာချတယ်ညနာကကြီးလို့ ပါအေးဆိုတာကလည်းဘလောက်များစိတ်လက်ပေါ်ပါသွားလဲစိတ်တက်တက်သွားလဲဆိုရင် ကျုပ်ကို6ဘွဲစက်တိုင်နိုင်တယ်လေတပွဲတပွဲဘာမှမကစားလိုက်ရဘူးကျုပ်စိတ်ကတော့ဘာရင်ကြီးတို့ကျင်ရွှေတို့အတွက်တွင်းမိနေတော့ဘယ်ကောင်းနိုင်ပါမလဲဗျာတိတ်ကြီးခင်းလာတော့မဟုတ်ပါဘူးဒါမှမဲ့သိတော့သိတယ်လေဒါနဲ့ကျုပ်လည်းကြားထုတ်ရတာစိတ်မပါတော့ဘူးဆက်ထုံလေးလည်းဆက်ရှုံးမှာပဲဒါနဲ့တည်င်းလေးပါလေးတော့မေးမှ သတင်းလေးပါလေတော့မေးအောင်မကောင်းပါဆိုပြီးပြန်မို့လုပ်နေတော့ပါအေးတပင်ငထုံးစပိတ်နဲ့ပေါက်ချလာတယ်မိသန်းကအိမ်ဝါကစီးတဲပြီးသူလာတာတော်ပဲတဲ့လိုက်တောင်ခေါ်တော့မလို့ဆိုပြီးစီးပြောတယ်ဒါပေမဲ့ငထုံးကအမောတကောပြောချလိုက်တယ်မနက်ကကားချောင်းနဲ့ကြာသွားလို့ဒံယာရကုန်တဲ့လူနာတွေကိုလဲရင်းနေစေုံပို့ကြတော့သူလဲပါတယ်တဲ့ဘယ်ပုံပဲနီးဖြစ်ပြကုန်တာကအဆ အကုန်ပြန်ပြောပြတယ်။သူလည်းဖက်ဖက်မောနေတာပဲတဲ့။တရားကလည်းတိတ်မမြင်လာဘူးဆိုပေမဲ့ချောင်းရည်နေနေချင်းဆိုတော့ပိုဆိုးတယ်တဲ့။ဒါပေမဲ့ဖျားဘူးရင်မို့ဖျားခဲ့တာအေးကမ်းပါပဲတဲ့။ကားပေါ်မှာပါသွားတဲ့လူအလုံးတယောက်မချမ်းဒဏ်ရာသီးသီးရကြပေမဲ့သေးလောက်အောင်တော့တယောက်မှမထိခိုက်ကြဘူးတဲ့။ပေါနာပဲတာတော့အတော်များဆိုပဲ။အဲနှစ်ယောက်ကတော့လက်ကျိုးသွားတဲ့တဲ့။ကိုဘရင်ကြီးတယောက်ပဲ။ ဘဲဘက်ခြေတော့ကဂီယာနဲ့ညက်ပြီးကျိုးသွားတဲ့။ဒါလည်းအသက်နဲ့အဝေးကြီးပါတဲ့။ဖျားဘူးရင်မဟုတ်လား။တရားမာတာကတော့ဖြင့်တိတ်ကိုထင်ရှားနေပါတယ်လို့တမျိုးလုံးဝမ်းသာအားရပြောနေကြတဲ့အကြောင်း စေုံမှလည်းကိုပါရင်ကြီးတယောက်ပဲ၃-၄ရက်လောက်နေရမှာဖြစ်ကြောင်းတည်င်းကောင်းတွေကြီးပဲပေါ့ဗျာ။ကျုပ်ကနိုင်စရာကျင်ရွှင်နဲ့စပယ်ယာပေါက်စားရောလို့မေးကြည့်တော့ကျင်ရွှင်ကမေးစီမှာနှစ်ချက်ပဲထုတ်ရတယ်တဲ့ ပေါ့စာကတော့ချုပ်ရပြူရလောက်အောင်တော့တိတ်မစိုးသွားဘူးတဲ့။ကောင်းပါလေဗျာ။ကျုပ်ကတိတ်ဝမ်းသာသွားမိတာပဲ။အตาကြီးလည်းတိတ်တော့မစိုးဘူးဗျ။ဖျားဘူးတွေအနေကင်းတာတကယ်ဝမ်းသာစရာဘာညာနဲ့ပြောပေါ်ရတယ်။မိသားကတော့ตาကြီးစီကနိုင်ကိုပြန်တောင်းပြီးပေါင်ပိုးထွက်သွားလေရဲ့။ဝင်းပေခောက်တော့မခောက်ကောင်းပါဘူး။